ောက်သမီးတို့အားလုံးမင်္ဂလာပါဒီချဲနမရဒီချဲဆုမမဇာတိတနဲ့ပြည်သူနေတီဆိုတဲ့ဘာသာရပ်ကလေးတဲရသင်္ကန်းစာလေးလိန်ညာ၍မပြောတော့ပါဆိုတဲ့အကြောင်းလေးကိုဒီစာသင်ချိန်မှာသင်ပေးသွားမှာနော် ကဲဒီသင်ခန်းစာလေးမှာတော့ဒီချက်ကကောင်းမွန်မှန်ကန်တဲ့စကားကိုပြောဆိုသင့်တယ်။သင်အဲ့အကြောင်းကိုသင်ကြားပေးသွားမယ်။ကောင်းမွန်မှန်ကန်တဲ့စကားကိုပြောရင်ကောင်းလား၊လိန်ညာတဲ့စကားကိုပြောရင်ကောင်းလားဆိုတာကိုဒီချက်ကပုံပြင်လေးတစ်ပုဒ်ပြောပြပေးမယ်နော်။ပုံပြင်လေးရဲ့နာမည်ကတော့လိန်ညာ၍မပြောတော့ပါတဲ့။ကဲဒါဆိုရင်ဒီချက်နဲ့အတူတူပုံပြင်လေးကိုကြည့်ကြမယ်နော်။ ကြည့်ပါဦးပုံလေးထဲမှာဆိုရင်ចောင်းသားလေးတယောက်ရှိတယ်သူ့ရဲ့နာမည်ကတိုးတိုးလို့ခေါ်တယ်တဲ့သူကတားတို့သမီးတို့လိုပဲပထမတန်းចောင်းသားလေးတယောက်เนาะသူကတဲ့အစားလည်းမှတ်တယ်အဆော့လည်းမှတ်တယ်တဲ့အဲ့လိုမျိုးကလေးလေးတယောက်တဲ့တနေ့ကျတော့သူကကစားတာများပြီးတော့အဆော့မှတ်နေရနဲ့မို့လို့ចောင်းကပေးလိုက်တဲ့အိမ်စာကိုလှုပ်ဖို့သူကမေ့သွားတယ်တဲ့မေ့သွားတဲ့အခါကျတော့သူကနောက်နေ့ចောင်းသွားခံလေးရောက်တဲ့အချိန်မှာသူတတိရတဲ့အခါကျတော့ဟာ အဲဇာတော့မလောက်ရသေးဘူးဆီယမတော့ငေါ့ဆူတော့မှာပဲဆိုပြီးတော့သူကသူ့ရဲ့မမေကိုဘာပြောလဲဆိုတော့မမေသားဘိုင်းအောင်နေလို့ဒီနေ့တော့ကြောင်းမတက်နိုင်တော့ဘူးဟဲ့သူကသူ့ရဲ့မမေကိုအဲ့လိုမျိုးညာပြောလိုက်တယ် ်။ညာပြောလိုက်တဲ့အခါကျတော့တူတူရဲ့မေမေကတကယ်ယုံသွားတော့ဘော။အိုးသူ့ရဲ့တန်းလေးနေမကောင်းဘူးဆိုပြီးတော့တူတူရဲ့မေမေကဘာလုပ်လဲဆိုတော့တူတူရဲ့အတန်းပိုင်ဆီယာမကိုခွင့်သွားတိုင်ပေးတယ်တဲ့။ခွင့်သွားတိုင်ပေးတဲ့အခါကျတော့တူတူရဲ့အတန်းပိုင်ဆီယာမကဟဲတူတူလေးနေမကောင်းလား။ဒီနေ့တူတူအเจ้าမတက်နိုင်တာကိုစိတ်မကောင်းလိုက်တာ။ဒီနေ့တူတူတို့အခန်းထဲမှာအလူရှင်တယောက်ကရေခဲမှုနဲ့ကိမ့်မှုအာဟာရကျွေးမယ်လို့ပြောထားတာ။ဒါဆိုတူတူကတော့မဆာ ော့ဘူးဆိုပြီးတော့ဆရာမကပြောလိုက်တဲ့အခါကျတော့မမေကလည်းတွတ်တိုးကိုအဲ့ဒီအကြောင်းပြန်ပြီးတော့ပြောပြလိုက်တယ်တဲ့ပြောပြလိုက်တဲ့အခါကျတော့တွတ်တိုးကသူရေခဲမှုနဲ့ကိမှုမဆားရတော့ဘူးဆိုတော့သူတအားစိတ်ပြတ်သွားတာပေါ့အဲ့ဒီအခါကျတော့တွတ်တိုးကအိမ်မှာသူကဘာပဲဆားရလဲဆိုတော့ သူအကြိုက်ဆုံးရေကန်မှုနဲ့ဂိမ်းမှုကိုမဆန်းရဘဲနဲ့သူမကြိုက်တဲ့ဆန်ပြုံးတဲ့ဘိုင်အောင်ပြောက်တဲ့ဆေးကိုပဲသူကဆန်းရတယ်တဲ့အဲ့ခါကျတော့သူကဝမ်းနေတာပေါ့အော်ငါလိမ်ညာပြီးတော့ပြောမိလို့ငါကြိုက်တဲ့အစားအစာကိုမဆန်းရဘူးငါမကြိုက်တဲ့အစားအစာကိုပဲဆန်းရတယ်နောက်ဘယ်တော့မှလိမ်ညာပြီးမပြောတော့ဘူးလို့တိုးတိုးကမမေနဲ့ဆရာမကိုဂတိပေးလိုက်တယ်တဲ့ကဲဒါဆိုလို့ရှိရင်မှန်ကန်တဲ့စကားကိုပြောရင်ကောင်းလားလိ င်ညာတဲ့စကားကိုပြောရင်ကောင်းလားဆိုတာကိုသားတို့သမီးတို့သိကြပြီเนาะမှန်ကန်တဲ့စကားကိုပြောတာက ကောင်းတယ်လိန်ညာတဲ့စကားကိုပြောလို့ရှိရင်တိုးတိုးလေးလိုမျိုးကိုအရန်ကြိုက်တဲ့အစားအစာကိုမစားရတာဖြစ်ဖြစ်ကိုအရန်သွားချင်တဲ့နေရာကိုမသွားရတာဖြစ်ဖြစ်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်เนาะအဲ့တော့သားတို့သမီးတို့လည်းကောင်းမွန်မှန်ကန်တဲ့စကားကိုပဲပြောကြရမယ်လိန်ညာပြောဆိုခြင်းကမကောင်းတဲ့ပြုမှုဖြစ်ပြီးတော့တခြားသူတွေပြန်ပြီးတည်သွားလို့ရှိရင်လည်းရှက်စရာကောင်းတယ်เนาะကဲဒါဆိုရင် င်ဒီ channel နောက်သင်ခန်းစာတစ်ခုမှတွေ့ကြပါမယ်